ဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ငန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေအင်္ဂလိပ်စာလေးလာနေတဲ့သူတော်တော်များများကျွန်တော်တို့ရောဖြိုတတ်တဲ့ရှုပ်တတ်တဲ့ because because of โอเคအဲ့ဒီနှစ်ခုရဲ့ကွန်ပြချက်လေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။အဲ့တော့အကြောင်းပြချက်ပေးတဲ့နေရာမှာအသုံးပြုပါတယ်ရှင်။ဒါပေမဲ့တို့ရဲ့အသုံးပြုပုံလေးတွေကတော့ကျွန်တော်တို့ကွဲပြားမှုရှိပါတယ်နော်။ဟုတ်ပြီအဲ့တော့အရင်ဆုံးကျွန်တော်တို့ because โอเคအဲ့တော့ကျွန်တော်တို့ because ကကျွန်တော်တို့ conjunction ဖြစ်ပါတယ်ရှင်။ ဟုတ်ပြီအဲ့တော့ conjunction ဖြစ်တဲ့အတွက်ပေါ့နော် तू ကစကားဆက်တမိုးမျိုးပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ because နောက်ကဝကြတကြောင်းအပြည့်အစုံလိုက်ပေးရပါတယ်ရှင် okay နော်အဲ့တော့ကျွန်တော်တို့ because နောက်ကဆိုလို့ရှိရင်ဝကြတကြောင်းအပြည့်အစုံလိုက်ပေးရပါတယ်ဝကြတကြောင်းအပြည့်အစုံဆိုတာဘယ်လိုမျိုးလဲဆိုတော့ subject ကို verb ကိုပါတဲ့ဝကြတကြောင်းအပြည့်အစုံလိုက်ပေးရပါတယ်ရှင် okay အဲ့တော့ဥမာနေနဲ့ဆိုလို့ရှိရင်ပေါ့နော် i stayed home because it was raining ငါအိမ်မှာပဲနေခဲ့တာဘာလို့လဲဆိုတော့မိုးတွေရွာနေခဲ့လို့တဲ့နော်အဲ့ညမှာ because now မှာ it was raining အဲ့မှာ it ကဆက်ချက် was raining at a vaf ပုံစံပေါ့အဲ့တော့ subject ကို vaf ကိုပါတဲ့ဝကြတကြောင်အပြည့်စုံဝကြလိုက်ပေးရတာပေါ့ because နောက်ကလေဟုတ်ပြီနော်နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် she is happy because she passed the exam သူမကပြောတာတဲ့ဘာလို့လဲဆိုတော့ပေါ့နော်သူမဆံမွေးအောင်ခဲလို့သူမပြောနေတာတဲ့ ဟုတ်ပြီနော်အဲ့တော့သူ့နောက်မှာလဲ because နောက်မှာလဲ she passed the exam she ဆိုတဲ့ subject passed ဆိုတဲ့ verb ပါတယ်ဗောနော်ဟုတ်ပြီအဲ့တော့ဒီမှာ formula နေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ because နောက်က because plus subject plus verb လိုက်ပြရပါတယ်ရှင် okay ဒါကျွန်တော်တို့ because ရအသုံးလေးဗောနော်နောက်တစ်ခုကျွန်တော်တို့ because of ဟုတ်ပြီအဲ့တော့ because of ကကျွန်တော်သူ့နောက်ကကျွန်တော်တို့ဘာလိုက်ပြရလဲဆိုတော့ because of plus noun ဒါမှမဟုတ်ရှင် noun phrase လိုက်ပေးရပါတယ်ရှင်။ Okay noun phrase ဆိုရတာ noun သဘောပဲ။ဆိုတော့ what ya အပြည့်စုံမလိုက်ရအောင်။เนาะ because of နောက်က what ya အပြည့်စုံမလိုက်ရပါဘူး။သူ့နောက်က noun ဒါမှမဟုတ်ရှင် noun phrase ပဲလိုက်ပေးရပါတယ်ရှင်။ Okay အဲ့တော့ကျွန်တော်တို့ because of the preposition ဖြစ်တဲ့အတွက်သူ့နောက်ကကျွန်တော်တို့ noun ဒါမှမဟုတ်ရှင် noun phrase ပဲလိုက်ပေးရပါတယ်နော်။ဟုတ်ပြီအဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှင် I stayed home because of the rain. နော်ဆိုတော့မိုးကြောင့်ငါအိမ်မှာပဲနေခဲ့ရတာဆိုတော့ဒီပဲဖြစ်သွားတာပေါ့မိုးရလို့ဆိုတော့ဒီပဲအတူတူပါပဲနော်အိုင်ငယ်မှာ because of the rain the rain ဒီကျွန်တော်တို့နောင်ဖြစ်ပါတယ်ရှင်ဟုတ်ပြီနောက်ဦးမအနေနဲ့ဆိုလို့ရှိရင် she is happy because of her good result သူမကတဲ့သူမရဲ့ကောင်းမွန်တဲ့ရလက်ကြောင့်ပြောနေတာတဲ့ဟုတ်ပြီနော်အဲ့တော့နောက်မှာ because of ရဲ့နောက်ကပေါ့နော် a good result တွေကျွန်တော်တို့ now phrase ပေါ့နော်သူကဝတ်ချပြည့်စုံမဟုတ်ဘူးနော် subject ကို verb ကိုပါတဲ့ပုံစံဝတ်ချပြည့်စုံမဟုတ်ပါဘူးနော်သူဒီ noun ပုံစံ now phrase ပုံစံပဲလိုက်သွားပါနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့သူ့ရဲ့ဒီ because of ရဲ့ formula ကြတော့ because of plus noun လို့မဟုတ် noun phrase okay ရှင်းသွားပြီထင်ပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ common mistake လို့ခေါ်တဲ့ပေါ့နော်အမှားလေးများသောအဖြစ်လုပ်မိတဲ့အမှားလေးတွေကကျွန်တော်တို့ because နောက်က noun ပဲလိုက်တတ်တယ် ဥမာပေါ့နော် because the rain မှာပါလေရှင်နော်ထားပါတော့ because of ဆိုလို့ရှိရင်သူနောက်ကဝါကြတကြောင်ကြီးအပြည့်စုံလိုက်ပေးတတ်တယ်ပေါ့နော် because of it was rainy မှာပါတယ်နော်ဆိုတော့ကျွန်တော်တို့ because နောက်ကဝါကြတကြောင်အပြည့်စုံလိုက်ပေးရတယ်ဥမာ because it was rainy အဲ့ဒါမှမှန်ပါတယ် now ကျွန်တော် because of ဆိုလို့ရှိရင်သူနောက်က now သူမဟုတ် now phrase လိုက်ပေးရပါတယ်။ဥမာ because of the rain အဲ့ဒါမှမှန်တယ်ပေါ့နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အကြောင်းပြချက်နေရာမှာ ေးတဲ့နေရာမှာပေါ့နော်အသုံးပြုတယ် because နဲ့ because of ရဲ့အသုံးလေးကိုရှင်းသွားပြီထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်